ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပေါ်ရှောင်းနဲ့ပတ်သက်တဲ့နီလာလေးတစ်ခုကိုအသင်မှာဖြစ်ပါဒီနီလာကဘာနီလာလဲဆိုတော့ကျွန်တော်တို့ပတ်စဖို့ပုံတွေကိုအလွယ်လောက်တဲ့နီလာလေးပါနော်ခုလာဆိုကျွန်တော်က6ပုံကိုကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်နော်6ပုံကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်နီလာနှစ်နှစ်နီးနှစ်နီးနဲ့ကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ခုလာဆိုပထမနီလာကိုကျွန်တော်ရှင်းပြမှာနော်ဒါကတော့တောင်းလာတဲ့နီလေးတွေအတွက်ရောနော်လိုအပ်နေတဲ့ ဟောတာတွေတော့ကျွန်တော်သင်ပေးလိုက်တာအရင်တော့သင်ပေးမှုတဲ့ file တွေရှိပါအရင်တော့သင်ပေးမှုတဲ့ file တွေကအတန်မပါပါဘူးတစ်ချိန်တော့လောက်ထားတာဒီတော့အမှမရှင်းတဲ့လူတွေကဒီမှာပြန်ပြီးတော့ကြည့်ပေးမယ်ကိုပြမနေလဲအောင်အလွယ်အလွယ်လောက်တဲ့နေနာမှာနောက်နေနာတစ်ခုကတော့ကျွန်တော်တို့အင်းကြီးကိုဝိမန်နေနာနေပါနော်ပြီးတော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲကျွန်တော်ကြည့်ပေးအဲ့ကျွန်တော်တို့ဖွင့်ကျွန်တော်တို့တောင်းမဲ့ Photoshop CSS file ကိုကျွန်တော်တို့ဖွင့်မယ် CSS ဖြစ်ဖြစ် CSS ဖြစ်ဖြစ်ဖွင့်မယ် ော့ကျွန်တော်ကတော့ CF5 ကိုအချိန်ခံထားပြီးတော့ကျွန်တော်ပြပြတာဖြစ်ပါတယ်။ဒါကျွန်တော်ဖွင့်လိုက်မယ်။ဖွင့်လိုက်တော့ကျွန်တော်ကျွန်တော်တို့လည်းအရင်ဆုံးကျွန်တော်တို့လုပ်မဲ့ပုံကိုကျွန်တော်တို့ယူရမှာဖြစ်ပါတယ်နော်။အားတော့ယူမှာဆိုရင်ကျွန်တော် file ရတယ်သွားမယ်။ file နဲ့သွားပြီးတော့ open ကိုဖွင့်မယ်။ဘောပန်းဖွင့်ပြီးကျွန်တော်တို့တိုင်းထားတဲ့ကျွန်တော်တိုင်းထားတဲ့ဓာတ်ပုံကိုတောက်ယူပါမှာဖြစ်ပါတယ်။ခုနကကျွန်တော်ကအနန္တဘောင်ဓာတ်ပုံတစ်ပုံကိုကျွန်တော်ဆွဲယူထားတယ်။ ဟုတ်ပြီကျွန်တော်တို့ဒီတော့ရောက်လာပြီဆိုတော့ကျင်ကျွန်တော်တို့အရင်ဆုံးဒီရုပ်ဆောင်ကိုမလုပ်ရမလဲဆိုတော့ကျင်အနောက်ခံကာလာအရင်ပြောင်းပါမယ်။ဘာကြောင့်ပြောင်းလဲဆိုတော့ကျွန်တော်တို့တွေကဓပုံစာနေမှာဆိုရင်တော့အကြောင်းမဟုတ်ပါဘူး။ဓပုံစာနေမှာဆိုလို့ကျင်တို့တွေကလိုက်ကာနေနဲ့အနောက်ကနေပြီးတော့အယောင်နဲ့လောက်ပါတယ်။အဲတကယ်လို့ကျွန်တော်တို့တွေကအလွယ်လောက်မယ်။ကျွန်တော်တို့ပိုရှင်နဲ့လောက်မယ်။ဘယ်နေရာမှာပဲရိုက်လာရိုက်လာကျွန်တော်တို့တွေပိုရှင်နဲ့ပြန်ပြီးပြုပြင်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီဇိုင်းကိုပြန်ပြီးတော့ပြုပြင်ပါမယ်။ဒီတော့အရင်ဆုံးကျွန်တော်တို့တွေဒီလော့ခတ်နေတဲ့နော် အပုံလေးရဘေးနာ background layer ကိုကျွန်တော်တို့နှစ်ချက်ကလစ်ပါနှစ်ချက်ကလစ်ဒီလိုမျိုးပေါက်တက်လာရင် okay လို့ဖြေလိုက်ပါဒါဆိုရင် log လေးပြောက်သွားမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဒီဥစ္စာကိုခဏလောက်ထားတာပါထားရပြီကျွန်တော်တို့ကအရင်ဆုံး new file ကိုတည်ဆောက်မှာဖြစ်ပါတယ်အရင်ဆုံး new file ကိုတည်ဆောက်တဲ့အခါမှာဒီမှာကျွန်တော်တို့လက်မှတ်နဲ့ပဲလုပ်ပါနော်လက်မှတ်နဲ့ပဲလုပ်မယ်ဆိုလို့ချင်းကျွန်တော်တို့လည်းအရင်ဆုံး ဒီဥစ္စာဘာကြောင့် new file လုပ်လဲဆိုကျွန်တော်တို့ကနောက်ခံအတွက်ပါနောက်ခံအတွက်ဆိုလို့ချင်းကျွန်တော်တို့တွေ sign တဘောနဲ့ပြောမှာဆိုရင်နောက်ခံ like ကအတွက်ကျွန်တော်လုပ်မှာပါနောက်ခံ like ကကျွန်တော်တို့ဘာကြောင့်ထားမလဲပေါ့နော်ဒါတော့ site ကိုတော့ကိုယ်တွေစိတ်ကြိုက်ထားလို့ရပါတယ်ကျွန်တော်ကဘူးလောလောဆယ်6 site နဲ့ပဲကျွန်တော်တို့ထားထားပေးပါတယ်နော်အဲ့တော့ကျွန်တော်တို့တွေ okay ဒါဆိုလို့ချင်းကျွန်တော်တို့တွေနောက်ခံ like ကရပါပြီနောက်ခံ like ကကိုကျွန်တော်တို့အယောင်ပြောင်းမယ်အယောင်ပြောင်းမယ်ဆိုလို့ချင်းကျွန်တော်တို့တွေဒီဘက်ဘေး ဒီပါမှာကျွန်တော်တို့လေအောက်ဆုံးမှာအယောင်အယောင်ချင်းတဲ့ဥစ္စာရှိပါတယ်နော်ဒီအယောင်ချင်းတဲ့ဥစ္စာကိုကျွန်တော်တို့လေချိမ့်မယ်နောက်ပြီးအောက်ကအမဲရောင်ကိုကျွန်တော်တို့လေဗာပြောင်းမလဲဆိုရင်ကျွန်တော်တို့နောက်ခံလိုက်ကအပြရောင်ပြောင်းမယ်နော်နောက်အပြရောင်ဖြုတ်သွားပြီဆိုလို့ချင်းကျွန်တော်တို့လေဗာလုံးမလဲဆိုရင် keyboard ပုံက control ရယ် delete ရယ်ကိုတွဲပြီးတော့နှိပ်လိုက်ပါနော် keyboard ပုံက control ရယ် delete ရယ်ကိုတွဲနှိပ်လိုက်တဲ့ဒီပိုင်းထဲမှာပဲအယောင်ကပြောင်းသွားမှာဖြစ်ပါတယ်အယောင်ပြောင်းသွားပြီဆိုတာနဲ့ကျွန်တော်တို့လေ ဒီဘားထဲမှာခုနကတော့ကျွန်တော်တို့တွေအပုံတွေထည့်လာလို့ချင်းဒီဘားထဲမှာနော်ဘားနဲ့နှစ်ခုသုံးခုပို့လာမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ပထမထည့်လိုက်တဲ့အပုံကိုစာမျက်နှာသွားပြီးတော့ကျွန်တော်တို့တွေအပုံကိုအနှဲငယ်ကြီးလိုက်ပါအပုံကိုအနှဲငယ်ကြီးလိုက်တဲ့အခါမှာကျွန်တော်တို့တွေအောက်ကဒီအောက်က zoom တိုးလေးနဲ့ကျွန်တော်တို့တွေကြီးလို့ရတယ်လို့ကျွန်တော်တို့ဒီမှာအပေါင်းလက္ခဏာနှုတ်လက္ခဏာအပေါင်းလက္ခဏာနဲ့အနှုတ်လက္ခဏာဆိုတော့အသေးတာကြီးတာပါနော်ဒီအပေါ်ပါမှာကျွန်တော်တို့တွေကြီးကြီးလိုက်ပါ ။နောက်အဲ့လိုလည်းကြီးလို့ရသလိုကျွန်တော်တို့တွေ keyboard ပေါ်မှာ control ရဲ့အနှုတ်ရဲ့နှိပ်လဲရပါမယ်။နော်။ control ရဲ့အပောင်းရဲ့နှိပ်ရင်ကြီးတာ။ control ရဲ့အနှုတ်ရဲ့ဆိုရင်သေးတာ။အဲဒါတို့ရင်ကျွန်တော်တို့အနှန်းငယ်ကြီးပြီးသွားပြီဆိုလို့ရင်ကျွန်တော်တို့ဖြတ်တဲ့တိုးကိုတစ်ခုခုရွေးပါ။ဖြတ်တဲ့တိုးတွေကတော့ဘယ်နှခုရှိလဲ။ကျွန်တော်တို့သုံးခုရှိပါတယ်။နော်။ကျွန်တော်တို့ဒီတိုးရဲ့ကျွန်တော်တို့ဒီတိုးရဲ့เนาะဒီတိုးရဲ့ကျွန်တော်တို့အရင်ဆုံးပင်တိုးရဲ့ဆိုတာရှိပါเนาะအဲ့ကိုကို အဆင်ပြေတဲ့ဥစ္စာနဲ့ဖြတ်ဖြတ်ကမှဖြစ်ပါတယ်ကျွန်တော်အခုလောလောဆယ်အဲ့လိုရယ်ကျွန်တော်ယူလိုက်တဲ့တိုးလေးနဲ့ကျွန်တော်ဖြတ်မှဖြစ်ပါတယ်နော်ဒါဆိုလို့ရင်ကျွန်တော်တို့တွေအဝိုင်းကိုကျွန်တော်တို့တွေအနှဲငယ်အကြီးသေးကိုလှုပ်ဖို့အတွက်အရင်ဆုံးအပေါ်ကအနှုတ်နဲ့လှုပ်လို့ရတယ်လို့အပေါင်းနဲ့လည်းကျွန်တော်တို့တွေ အပေါင်းနဲ့အနှုတ်နဲ့ဆိုတာကျွန်တော်တို့ယူမဲ့ not area ကိုကျွန်တော်တို့ရွေးပြတာပါမယူမဲ့ area ဆိုရင်အနှုတ်ယူမဲ့ area ဆိုအပေါင်းเนาะဒီတော့ကျွန်တော်တို့တွေအဝိုင်းကိုသေးတာကြည့်တာကျွန်တော်တို့ဒီမှာ click ပြီးတော့ကျွန်တော်တို့သေးလို့ရတယ်เนาะသေးလို့ကြည့်လို့ရတယ်လို့ကျွန်တော်တို့ keyboard keyboard နဲ့အလုပ်လုပ်မယ်ဆိုလို့ရှိရင်เนาะ keyboard ပေါ်ကเนาะ control ရယ်ကျွန်တော်တို့တွေဝင်းစာခွင့်ပိတ်အကြီးအကြီးအကြီးအကွင်းစာခွင့်အကွင်းစာ အခွင့်ပေးเนาะအကြီးနဲ့ကျွန်တော်လောက်လောက်မှာဖြစ်ပါတယ်เนาะเนาะဝင်စားခွင့်ပေးနဲ့လောက်လောက်မှာဆိုတော့ဝင်စားခွင့်ပေးမှာနှစ်မျိုးရှိပါတယ်ဝင်စားခွင့်ပေးအသေးနဲ့အကြီးနဲ့ရှိပါတယ်เนาะကျွန်တော်တို့ဝင်စားခွင့်ပေးအကြီးနဲ့ကျွန်တော်လောက်မှာဖြစ်ပါတယ်เนาะဝင်စားခွင့်ပေးဆိုတာဝင်စားခွင့်ဝင်ပေးဆိုတာတော့ကျွန်တော်တို့တွေအဝိုင်းကိုကြည့်ရပါဝင်ဝင်စားဆိုတာတော့ကျွန်တော်တို့အဝိုင်းကိုသိတာပါဒါတော့ကျွန်တော်တို့အသေးနဲ့ရပြီဆိုကျွန်တော်တို့လိုက်ဖြတ်ကြည့်အောင် ကျွန်တော်တို့ညာအပုံကိုတဝက်ပဲယူမှာဆိုတော့အပုံကအောက်ပိုင်းမပိုင်အကြောင်းမပေါ့နော်ကျွန်တော်တို့တဝက်လောက်ပါပြီဆိုလို့ချင်းကျွန်တော်တို့လေရပြီဆိုလို့ချင်းကျွန်တော်တို့လေအရင်ဆုံးကျွန်တော်တို့ကျွန်တော်ဝင်သွားတဲ့ထက်ရဖတ် address ဆိုတဲ့နေရာမှာကျွန်တော်တို့လေအပုံကိုပြန်စစ်ကမှာဖြစ်ပါတယ်နော်ပြန်စစ်မှာဆိုတာဘာကြောင့်ပြန်စစ်ကလဲဆိုလို့ချင်းကျွန်တော်တို့လေဒီမှာကျွန်တော်တို့လေ file ကိုကြီးမယ်ဆိုလို့ချင်းကျွန်တော်တို့လေ keyboard နဲ့ကြီးပါ keyboard နဲ့ကြီးမယ်ဆိုရင်ဘာနဲ့ကြီးမလဲ control control အပေါင်းနဲ့ကျွန်တော်တို့ကြီးမယ်နော်

ဒါဆိုလို့ရင်သပင်းမှာကျွန်တော်တို့တွေကဖွေးနေတယ်သပင်းမှာဖွေးနေတဲ့အခါကျတော့ကျွန်တော်တို့တွေဘာနဲ့လုပ်မလဲဆိုရင်ဒီရောက်ဆေးဆေးတဲ့မြညာဥစ္စာလေးကိုယူပြီးတော့ကျွန်တော်တို့တွေအဝိုင်းကိုနည်းနည်းလေးပြန်သေးပါနော်အဝိုင်းကိုတကယ်လို့ကျွန်တော်တို့တွေကတရားဥစ္စာနှိပ်ပြီးတော့သေးလို့မရဘူးဆိုလို့ရင်လွတ်တဲ့နေရာမှာမောင်းနဲ့တစ်ချက်ထောက်လိုက်ပါမောင်းနဲ့တစ်ချက်ထောက်ပြီးမှခွင်းစာခွင်းပိတ်နဲ့သေးပါနော် ဇပင်ဝင်းစားကွင်းမိတ်နဲ့အဝိုင်းကိုသေးတယ်ဆိုတော့ကျွန်တော်တို့ဇပင်အလိုက်သေးပေးရတာဖြစ်ပါတယ်ဇပင်ကအများကြီးစားနေတယ်ဆိုအများကြီးကြီးပြီးကြီးသလိုနည်းနည်းလေးဆိုရင်တော့တိတ်တိတ်လေးလောက်ရမှာဖြစ်ပါတယ်အဲကျွန်တော်ကကျွန်တော်အဥ္စာနဲ့ကျွန်တော်အလိုက်သင်ကျွန်တော်လုပ်ပေးထားပါဖြစ်ပါတယ်ဟုတ်ပြီဒါတကယ်လို့ကျွန်တော်တို့တွေကဒီလက်ဝါးလေးနဲ့ကျွန်တော်တို့တွေအပေါ်ကိုတိုးကြည့်ပါ အောက်ဆောက်ကြည့်ပါ ကြည့်ရင်ကျွန်တော်တို့လိုချင်တော့ပုံစံရပြီဆိုလို့ရှင်ကျွန်တော်တို့ OK လို့ဖြစ်လိုက်ပြီ။ဟုတ်။ရပြီဆိုလို့ရှင်ကျွန်တော်တို့ဒီပုံကို copy ယူရမှာဖြစ်ပါတယ်နော်။ copy ယူပြီးတော့ဘယ်မှာသွားထားမလဲဆိုရင်ကျွန်တော်တို့လေခုနကတော့လောက်ထားတဲ့ဒီနော်စာမျက်နှာကို like ကစာမျက်နှာကိုသွားမှာဖြစ်ပါတယ်နော်။ပြီးတော့ copy ဘယ်လိုလုပ်မှာဆို edit ကနေပြီးတော့ copy လုပ်မှာ။ copy edit ကနေ copy လုပ်လို့ရတယ်လို့နော် control c ကိုလည်းကျွန်တော်တို့နှိပ်လို့ရတယ်နော်။အဲ့ဒီမှာ paste လုပ်မှာနော်။ paste လုပ်မှာဆိုရင် edit ကနေပြီးတော့ကျွန်တော်တို့ paste ဆိုတာလုပ်မှာ။ ပေးရတယ်ရနေအဲ့ဒီကနေတော့ပေးလို့လို့ရတယ်လို့ control key ဆိုတော့လည်းနှိပ်လို့ရတယ်နော်ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အပုံကိုအနှဲငယ်အပုံကိုအနှဲငယ်ကြီးဖို့အတွက် control t ဆိုတော့နှိပ်ပါနော် control t ဆိုတော့နှိပ်ပြီးတော့ down down တနည်းအောင်ကျွန်တော်တို့ mouse နဲ့ထောက်ပြီးတော့ keyboard ပေါ်က8ရဲ့ order key ရဲ့ကိုနှိပ်ထားပါ8ရဲ့ order key ရဲ့နှိပ်ပြီးတော့ down တနည်းအောင်ဆွဲပြီးပါအတင်းနဲ့ရပြီဆိုလို့ချင်းကျွန်တော်တို့ keyboard ဘောက under ကိုခောက်လိုက်ပါเนาะ keyboard က under ခောက်ပြီးတော့ဆိုရင်ကျွန်တော်တို့တွေမလုပ်မလဲဒီပုံကိုကျွန်တော်တို့တွေဖြတ်ကားတော့မယ်ဖြတ်မှာဆိုလို့ညင်ကျွန်တော်တို့တွေ cut တိုးနဲ့ကျွန်တော်တို့ဖြတ်မယ်เนาะ cut တိုးနဲ့ဖြတ်မှာဆိုလို့ညင် cut တိုးမှာကျွန်တော်တို့တွေခုတော့အဲတချို့ဟာတွေကဒီမှာအပေါ်မှာအမှတ်မပေးတာပါကျွန်တော်အမှတ်ပေးပေးလက်စားရှိပါတယ်တချို့ဟာတွေကအမှတ်မပေးတော့ဘူးဆိုလို့ချင်းကျွန်တော်တို့လည်းလိုချင်သလောက်အရင်ဖြတ်မယ်ဖြတ်ပြီးရင်ကျွန်တော်တို့เนาะထထုံးမဲ့ site ကို ရေးရမှာဖြစ်ပါမယ်เนาะ ထုံးမဆိုင်မှာအလျားမှာဘယ်လောက်အနံမှာဘယ်လောက်ဆိုပြီးတော့ကျွန်တော်တို့ပြေးထားပါမယ်။အင်းဆိုတဲ့အတူကတော့လက်မနဲ့ပဲကျွန်တော်ဖြတ်တာပါနော်။ iron င်းဆိုတာလက်မပါနော်။ဟိုတလက်မကကျွန်တော်ဖြတ်မှတ်တော့1.5အင်းဆိုပြီးတော့ကျွန်တော်ပြေးထားပါတယ်။ဒီဘက်မှာ2နှစ်အင်းဆိုပြီးတော့2အင်းဆိုပြီးတော့ကျွန်တော်ပြေးထားပါတယ်။ဒီဘက်မှာတော့ကျွန်တော်တို့လေဘယ်လောက်ပြေးမလဲ။အပုံဆိုလို့ချင်းကျွန်တော်တို့လေ300ဆိုတာပြေးရပါတယ်။နော်။ပြေးပြီဆိုလို့ချင်းကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ချင်းကျွန်တော်တို့လိုချင်သလား အပေါ်အောက်ဝင်ညှိပြီးတော့ကျွန်တော်တို့ဖြတ်ကမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တွေဖြတ်ကြည့်ရအောင်နော်လိုချင်သလောက်အကွက်ရပြီဆိုလို့ချင်းကျွန်တော်တွေဘာလုပ်မလဲမောက်ကိုမောက်ကိုကျွန်တော်တို့လှုပ်လိုက်ပါနော်မောက်လှုပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီအကွက်လေးဖြစ်လာပါဦးဒီအကွက်လေးဖြစ်လာပြီဆိုကျွန်တော်မောက်လေးနဲ့ကျွန်တော်လိုချင်တဲ့နေရာကိုရွှေ့လို့ရပါတယ်နော်ရွှေ့ပြီးလို့ချင်းကျွန်တော်မောက်နဲ့လောက်ရတာအဆင်မပြေဘူးဆိုလို့ချင်းနော် keyboard ပေါ်ကအများလေးတွေရှိပါတယ်နော်ဘေးရွှေ့တဲ့အများလေးတွေအောက်ရွှေ့တဲ့အများလေးတွေနဲ့ကျွန်တော်တို့အလုပ်လုပ်မယ်ဆန္ဒကြအောင်ကျွန်တော်တို့ရွှေ့မယ်ကိုလိုချင်တော့ နော်ကိုလိုကျွန်တော်စန္ဒာကြပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲအန်ဒါဆိုတာကိုခောက်လိုက်မယ်နော်ကီးဘုတ်ကအန်ဒါခောက်လိုက်မယ်ဟုတ်ပြီအန်ဒါခောက်ပြီးတော့ရှင်ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်ဒီနှစ်ခုကိုကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင် control တဘုံနဲ့ဖြစ်အောင်လုပ်ရမှာဖြစ်ပါတယ်နောက်ခံဘက်ကောင်နဲ့လူပုံနဲ့ကိုဖြတ်ပြီးသားလူပုံနဲ့ကိုတဘုံနဲ့ဖြစ်အောင်လုပ်ဖို့အတွက်ကျွန်တော်တို့လေ control နှိပ်ပြီးတော့ဆက်လက်ပေးလိုက်ပါနော်ဒီလိုမျိုးအပြာဆက်လက်ပေးလိုက်ပါ နော်ပေးပြီးရင် control e ဆိုတာကိုကျွန်တော်တို့လေ control ရဲ့ e ရဲ့ကိုကျွန်တော်တို့ keyboard ပေါ်က control ရဲ့ e ရဲ့ကိုကျွန်တော်တို့လေနှိပ်ပြလိုက်ဒါဆိုလို့ရင်တပုံနဲ့ဖြစ်သွားမှာဖြစ်ပါဒီလိုတပုံနဲ့ဖြစ်သွားလို့ချင်းကျွန်တော်တို့လေ email ကိုတွားပြီးတော့ကျွန်တော်တို့အပုံကိုပြန်စစ်မယ်နော်အပုံကိုပြန်စစ်တဲ့နေရာရှိတယ်ဒါကတော့ auto ပြန်စစ်တဲ့နေရာပေါ့နော် site တွေ auto image site ဆိုတော့အပုံတွေကိုကျွန်တော်တို့ auto ပြန်စစ်တဲ့နေရာပေါ့ auto site ဖော်တဲ့နေရာနော်ဒီတော့ဒီမှာကျွန်တော်တို့လက်မှတ်ရွေးပေးမယ် insert ဆိုတော့လက်မှတ်ကိုရွေးပေးမယ် နော် insert ဆိုတော့လက်မှတ်ရွေးပြီးလို့ရှိရင်ကျွန်တော်တို့တက်တမနှစ်နှစ်ဆိုတော့ဒီလိုတွေပြထားတာကိုတွေ့ရပါမယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့လောက်ထားတာဟုတ်တယ်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ရကဓပုံစာနေမှာဆိုလို့ရှိရင်သူတို့တွေဓပုံရဲ့ဘောင်တွေကိုကျွန်တော်တို့အရာပေးရပါမယ်နော်ဘာကြောင့်အရာပေးလဲဆိုတော့တော့လောက်လို့မဟုတ်ပါဘူးကျွန်တော်တို့တွေဖြတ်ကတာညင်ညာအောင်လို့ဆိုပြီးတော့ကျွန်တော်တို့အရာပေးရပါမယ်နော်အရာပေးမှဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်အရင်ဆုံးကျွန်တော်တို့တွေဒီကနေတော့ နော် edit ကနေသွားပြီးလို့ရှိရင်ကျွန်တော်တို့ strong ဆိုတာကိုကျွန်တော်ဒီကိုသွားမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့တွေအဲ့ဒါကိုသွားတဲ့အခါမှာကျွန်တော်တို့တွေဒီမှာမမြင်ရပါဘူးနော်မမြင်ရတဲ့အခါကျတော့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်အရင်ဆုံးအပုံကိုဆက်လက်ပေးရမှာဖြစ်ပါတယ်အပုံဆက်လက်ပေးဖို့အတွက်ဘာနှိပ်ရမလဲဆိုရင် keyboard ပေါ်က control a ဆိုတာကိုနှိပ်တာ control a ဆိုတာနှိပ်လို့ရှိရင်ဒီလိုမျိုးဆက်လက်ပေါ်လာပြီဆက်လက်ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ edit ကိုသွားမယ်ခုပေါ်လာပါ strong ဆိုတဲ့ဥစ္စာပေါ်လာပါပြီနော် strong ဆိုတာဒီရနေပြီးတော့သွားလို့ရရတယ်လို့ကျွန်တော်တို့လေ เนาะရန်နေသွားလို့ရသလိုကျွန်တော်တို့ဒီကျွန်တော်ယူလိုက်တဲ့တိုးတိုးနေရနေဟိုတစ်ချက်နှိပ်ပြီးတော့เนาะအပုံရဲ့เนาะအပုံရဲ့အတွင်းပိုင်းကိုကျွန်တော်တို့တွေညာဘက်ခလုံးနှိပ်ပြီးတော့ဒီရန်နေသွားလိုက်ရပါတယ်เนาะဒီတော့ကျွန်တော်အချင်းခံတော်အနေနဲ့ကျွန်တော်တို့ edit ကနေသွားပြီးတော့ကျွန်တော်တို့စလုံးဝင်တယ်ဟုတ်ပြီဒီနေရာရောက်ပြီဆိုလို့ညကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီအပေါ်ကဥစ္စာကြတော့ကျွန်တော်တို့တွေဘောင်ရဲ့အထူပါကိုရွေးတာပါเนาะအထူပါကိုရွေးတာပါ နော်ဒီဥစ္စာကတော့အပေါင်ရဲ့ကလာအဖြူရောင်ပဲကျွန်တော်ထားထားပါတယ်နော်တကယ်တော့အဲဒီအောက်ကနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့တခြားနေရာတွေမှာအမှတ်ရောက်နေလို့ရှိရင်ကျွန်တော်ပေးထားတဲ့ status ဆိုတဲ့နေရာမှာကျွန်တော်တို့အမှတ်ပေးမယ်နော်အမှတ်ပေးပြီးရင်ကျွန်တော်တို့ okay လို့ဖြေလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘောင်အရာပေးဖို့အတွက်ဘောင်ပုံစံကိုလည်းကျွန်တော်တို့ရပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ select ကိုပြန်ဖြောင်းမယ် select ကိုပြန်ဖြောင်းဖို့အတွက်ဘာလုပ်မလဲဆိုရင် keyboard ကို control ရဲ့ d ရဲ့ကိုတွဲပြီးနှိပ်ပါ control d နော် control d ဆိုတာရပါတယ် ဟုတ်ပြီကျွန်တော်ရပြီဆိုလို့ညင်ဒီပုံကလည်းကျွန်တော်တို့တို့မလိုအပ်တော့ဘူးเนาะဒီပုံမှာကျွန်တော်တို့တို့လိုအပ်တယ်ဒီပုံကိုကျွန်တော်တို့6ပုံတပြိုင်တည်းဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့လုပ်အောင်မှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ထုတ်မဲ့เนาะကိုထုတ်မဲ့စာရွက်ပေါ့เนาะ6အဲဘယ်နှလက်မှာပဲဖြစ်ဖြစ်နော်ခုလောလောကျွန်တော်ထုတ်တာတော့ကျွန်တော်ထုတ်မဲ့အဆိုင်ကိုကျွန်တော်ကနေပြီးတော့6လက်မှာ၄လက်မှာနဲ့ကျွန်တော်လောက်လိုက်တယ်ဒီဒီမှာဆာရွက်နေမှာကျွန်တော်တို့တွေကဘာကြောင့်တိုင်းရလဲဆိုလို့ရှင်တချို့တွေကတိုင်း ်တွက်ကမှာဖြစ်ပါတယ်ကိုထုံးမဲ့ဥစ္စာနော်အပုံတပုံကတလမဆိုလို့ချင်းနော်ကိုထုံးမဲ့စာရွက်နဲ့ကိုဝါမလားလိုဝါမလားဆိုတဲ့ဥစ္စာကိုတိုင်းတာမှာဖြစ်ပါတယ်ခုဆိုလို့ချင်းကျွန်တော်ကငူးထုံးလိုက်တဲ့ပုံကဗာလဲတလမကွဲတလမကွဲဆိုလို့ချင်းအလယ်ကတလမကွဲအနာနှစ်လက်မနှစ်လက်မဆိုကျွန်တော်6 6လက်မ4လက်မစာရွက်နဲ့ထုံးမဆိုရင်အားလုံးပေါင်းကျွန်တော်တို့ဘယ်နှပုံရမလဲဆိုလို့ချင်းအားလုံးပေါင်း6ပုံရမှာဖြစ်ပါတယ်နော် ာဖြစ်တလမကွယ်နဲ့တလမကွယ်ပေါင်းရင်3လမဖြစ်ပါတယ်3လမနဲ့3လမနဲ့ပေါင်းရင်6လမဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့4ပုံထွက်မယ်အလျား4ပုံထွက်မယ်အောက်ကနား2လမဆိုတော့ကျွန်တော်တို့အလုံးမ10ပုံထွက်ပါဖြစ်ပါတယ်နော်အဲ့လိုမျိုးကျွန်တော်တို့တွက်ဖို့အတွက်လိုအပ်ပါတယ်ဘာကြောင့်တွက်ကြလဲဆိုကျွန်တော်တို့ထုတ်မဲ့စာရွက်ဒီမှာအလိုပိုရှိမှမှတ်လို့ကျွန်တော်တို့တွက်ကြပါတယ်နော်ကျွန်တော်တို့ဟိုမှာကျွန်တော်တို့လက်မနဲ့လုပ်တယ်လို့ဒီမှာလည်းလက်မနဲ့လုပ်ပါမယ်ဒါဆိုကျွန်တော်တို့6လမထားမယ်အလျား6လမအနံ4လမနဲ့ကျွန်တော်ထုတ်မယ် အပုံဆိုရင်ဒီမှာ300ပုံမှန်ထားပြရပါတယ်ဒါဆိုရင် okay ဆာရွက်မှာဆိုရင်เนาะကျွန်တော်တို့ဆာရွက်ကအဖြူထုတ်မှတော့အဆာရွက်ကိုကလာကြောင်းစီရမလို့ပါဘူးเนาะဟုတ်ပြီရပြီဆိုလို့ရင်ဒီပုံကိုကျွန်တော်တို့ကျွန်တော်လောက်ထားတဲ့ polo shop เนาะဒီ passport ပုံကိုကျွန်တော်တို့လေတွားပြီးတော့အရင်ဆုံးစိတ်စိတ်အပ်လောက်အောင်မှာဖြစ်ပါတယ်စိတ်အပ်ကိုဘယ်လိုလုပ်မှာဆိုရင်ကျွန်တော်တို့လေ edit ကနေတွားမယ်ကျွန်တော်တို့လေ default printer ဆိုတဲ့နေရာနေတွားမယ်เนาะ printer ဆိုတော့တွားမယ် သွားပြီဆိုလို့ရင်ဒီမှာကျွန်တော်တို့ဒီပေါက်လေးပေါ်လာမှာဖြစ်ပါတယ်နော်ပင်တာနဲဆိုတာကိုကျွန်တော်တို့နေမယ်ပေးလိုက်ရတယ်နမယ်မပေးလိုက်ရတယ်နော်ကျွန်တော်ကတော့1 2 3ဆိုပြီးတော့ကျွန်တော်နမယ်ပေးလိုက်မှာ okay ပေးပြီးသွားပြီဆိုလို့ရင်ကျွန်တော်တို့လေကျွန်တော်တို့ထောက်မဲ့စာစာရွက်လောက်ထားတဲ့နယူးလေးရာကိုသွားပါသွားပြီးလို့ရင်ကျွန်တော်တို့နယူးလေးရာကိုကျွန်တော်ဘာလုပ်မလဲဆိုရင်ဆက်လက်ပေးရမှာဖြစ်ပါတယ်ဆက်လက်ပေးဖို့အတွက်ကျွန်တော်တို့ control A ကိုနှိပ်ပါ control A နှိပ်လိုက်တာကျွန်တော်တို့ဆက်လက်ပေါ်လာမှာဖြစ်ပါတယ်ဆက်လက်ပေါ်လာပြီဆိုတာနဲ့စာရွက်ပုံမှာမောက်ရဲ့ညာဘက်ခလုတ်ကိုနှိပ်မယ် အဲဒါပေမဲ့ဘာဖြစ်လို့မားကညာဘက်ကလုံးနှိမ့်လို့စာတန်းတွေမပေါ်လဲဆိုလို့ကျင်ကျွန်တော်တို့ရေကျွန်တော်ရွေးပြလိုက်တယ်၄လောင်းတိုးကိုကျွန်တော်တို့ရွေးမယ်နော်ဒီမြောင်ရွေးပြီးတော့ကျွန်တော်တို့တခါစာရွက်ပေါ်မှာမောက်ရညာဘက်ကလုံးနှိမ့်မယ်ဒါဆိုရင်ပေါ်လာပါပေါ်လာပြီဆိုရင်ဒီနေရာမှာကျွန်တော်ဗဲတဲဝင်မယ်ဆိုရင်ဖြူထဲဝင်ဝင်มาဖြစ်ပါတယ်ဖြူထဲဝင်လိုက်ပြီဆိုတော့ねကျွန်တော်တို့တချို့တွေကနေရာတွေမှာအစ်တစ်တွေနေရာတွေမှာကျွန်တော်တို့ဒီနေရာမှာစာတွေကြောင်းနေတတ်ပါစာတွေကြောင်းနေရင်အောက်ကအောက်စာတွေမပေါ်ပါဘူးဒီတော့ကျွန်တော်ကခုနဆိတ်လိုက်တဲ့ printer ဆိုတဲ့နေရာမှာကျွန်တော်တို့ ရွေးပေးလိုက်ပါဖြစ်ပါတယ်เนาะရွေးပေးလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ခုနစိတ်ထားတဲ့အပုံကိုယူဖို့အတွက်ဒီများလေးကိုများသေးလေးကိုကျွန်တော်တို့ဆွဲချပါဆွဲချလို့ချင်းခုနစိတ်ထားတဲ့အပုံကကျွန်တော်တို့မောက်လေးနဲ့ထောက်လိုက်တာနဲ့နမဲကပေါ်လာမှာဖြစ်ပါတယ်1 2 3ဆိုပြီးတော့ဒါဆိုရင်ကျွန်တော်တို့စိတ်ထားတဲ့အပုံကိုရွေးပေးလိုက်ပါเนาะကျွန်တော်တို့စိတ်ထားတဲ့အပုံရွေးပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဘာလုပ်မလဲ okay ဆိုတာကိုကျွန်တော်တို့ဖြည့်မယ်เนาะ okay ဆိုတာဖြည့်လိုက်တာနဲ့ကျွန်တော်တို့တွေဘာဖြစ်သွားမလဲ အပဝါ၈ပုံဖြစ်သွားမှာဖြစ်ပါတယ်။သူသူမနက်လို့ automatic ဖြစ်သွားမှာဖြစ်ပါတယ်။ဒါဆိုလို့ရင်ကျွန်တော်တို့ဆက်လက်ပြန်ဖြောက်ဖို့ control ရဲ့ detail ကိုတွဲပြီးနှိပ်ပါ။နော်။ဒါကတော့အလွယ်အလွယ်ကျွန်တော်တို့တွေမလုပ်တာလဲ။အလွယ်ကျွန်တော်တို့တွေ၈ပုံကိုကျွန်တော်တို့ဒီခါလဲတန်းထုတ်လိုက်တာနော်။တကယ်လို့ကျွန်တော်တို့တွေဟိုသူများတို့ကလာပေးတဲ့အပုံတွေကိုပွားမယ်ဆိုလို့ချင်းနဲ့ဒီလိုမျိုးလဲပွားလို့ရပါတယ်နော်။ဒီတော့အယောင်ကိုကျွန်တော်တို့တွေအနည်းငယ်အလင်းရောက်ချိန်မှုအတွက် email ရတယ်တော့မယ်။ ျွန်တော်ဝင်သွားတဲ့နေရာနေတော့ကျွန်တော်တို့ control and ဆိုတော့ combine ဆိုတော့နေရာကိုသွားလိုက်ရပါတယ်ပြီးတော့ကျွန်တော် keyboard ပေါ်က control and ကိုတခါတည်းတွဲနေမြေနော် control and ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီမှာအယောင်တွေကရွေးလို့ရပါတယ်အနည်းယောင်ဆိုအနည်းယောင်နော်အပြာယောင်ဆိုအပြာယောင်အစိမ်းယောင်ဆိုအစိမ်းယောင်နော်ကျွန်တော်ရွေးလို့ရတယ်ရွေးပြီးကျွန်တော်တော့အဖြူယောင်ရွေးချယ်ပြီးတော့ကျွန်တော်တို့လေအယောင်လေးကိုအလင်းလေးနည်းနည်းပေးလိုက်မြေနော်ဒါဆိုရင် okay ဒါဆိုလို့ရင်ကျွန်တော်တို့ပြီးွားပြီဆိုလို့ရင်ကျွန်တော်တို့မလုပ်မလဲစိတ်ရက်လုံမယ်ပိုင်းရတယ်သွားပြီးစိတ်ရက်လုံမယ်စိတ်ရက်လုံပြီးကျွန်တော်တို့နေမယ်ပေးမယ်အပေါ်မှာနေမယ်ပေးမယ်နော်အောက်မှာကျွန်တော်တို့လေဘာရွေးပြီးလဲဆိုရင် JPEG ဆိုတာနှစ်ခုရှိတယ်အပေါ်က JPEG ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ရွေးပြီးမယ်နော်ပြီးရင်ကျွန်တော်တို့စိတ်ရက်လုံမယ်ကိုစိတ်ကျင်တဲ့နေရာရွေးပြီးတော့ကျွန်တော်တို့စိတ်ရက်လုံမယ် နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဆက်ရလောက်ထားတဲ့ပုံကိုကျွန်တော်ကြည့်အောင်ကျွန်တော်ဆက်ရလောက်ထားတာမောင်ဆိုတဲ့နာမည်နဲ့ကျွန်တော်တို့ဆက်ရလောက်ထားတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ရလောက်ထားတဲ့ဥစ္စာအရပါပြီဒါကတော့ပထမနော်ပထမနီလာနေပါလူနည်းရနီလာကိုတော့ကျွန်တော်အခုနောက်ထပ်ဗီဒီယိုဖိုင်တစ်ဖိုင်နဲ့ကျွန်တော်သင်ပေးမှာဖြစ်ပါတယ်ဒီဥစ္စာကတော့ကျွန်တော် အရန်ရှိသွားမှာဆိုလို့ file လည်းအရန်ကြီးသွားမှာဆိုလို့ကျွန်တော်ဒီလောက်နဲ့အားလုံးကိုညက်ပြီးတော့နားလည်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဒီတော့နောက်ထပ်လာမယ့်နီလန်းလေးကိုလည်းမကြခင်မှာကျွန်တော်တင်มาဖြစ်ပါတယ်